ကျတော့ဆိုရင်ဖုံဖုံရဲ့အမေးအဖြေတွေနားထောင်ပြီးတချို့အယူမှားတွေစွန့်ပြစ်လိုက်တယ်။မိဘတွေယုံကြည်တော်လဲတပြည့်တော်စွန့်ပြစ်လိုက်တယ်တဲ့။ပါဒုပါဒုပါဒုပါနော်။ဆိုရှယ်မီဒီယာပေါ်မှာဘာသာရေးစီးပွားရေးလူမှုရေးကျန်းမာရေးစတာတွေကို တင်ပြတဲ့အခါမှာအောင်မြင်မှုရှိမရှိဆိုတာလိုက်တွေ follower တွေနဲ့တိုင်းရမှာမဟုတ်ပါဘူး။လိုက်နာတဲ့သူရှိမရှိဆိုတာနဲ့တိုင်းရမှာဖြစ်ပါတယ်။ လိုက်တွေဖော်လိုပါတွေဘလောက်ပဲများနေပါစေလိုက်နာတဲ့သူမရှိဘူးဆိုရင်အဲ့ဒီတင်ပြချက်ဟာမအောင်မြင်ပါဘူးတင်ပြရကြိုးလည်းမနှက်ပါဘူးနော်လိုက်နာတဲ့သူရှိမယ်ဆိုရင်တယောက်ပဲလိုက်နာစီအောင်တော့အဲ့ဒီတင်ပြချက်ဟာအောင်မြင်ပါတယ်တင်ပြရကြိုးလည်းနှက်ပါတယ်ဥစဉ်အခုလိုတင်ပြတာကိုတက်နိုင်တလောက်လိုက်နာတဲ့ဆိုတာကိုသိရတဲ့အတွက်တင်ပြရတဲ့ဥစဉ်မှာတင်ပြရကြိုးနှက်ပါတယ်ရှိဆက်ပြီးတော့လည်းပဲဥစဉ်လေးလာထားသမျှဉာဏ်ရည်မိတလို့တင်ပြပေးပါမယ် ခုလိုဓမ္မနဲ့ပတ်သက်တာတွေကိုလိုင်းပေါ်မှာတင်ပြပေးတယ်ဆိုတာဟာဦးစင်းကသိပြီးတော့တော်လို့တက်နေလို့မဟုတ်ပါဘူးเนาะဦးစင်းရဲ့ပညာအရေးချင်းလဲထင်တလောက်မရှိပါဘူးဒါဆိုရင်ဘာကြောင့်လိုင်းပေါ်မှာဓမ္မနဲ့ပတ်သက်တာတွေသင်ပေးရတာလဲဆိုရင်အကြောင်းအမျိုးမျိုးကြောင့်ဘာသာရေးဘက်ကိုအချိန်မပေးနိုင်တဲ့ဒကာဒကာမတွေဘာသာရေးနဲ့ပတ်သက်ပြီးအထိုက်လျောက်ဗဟုသုတရပါစေဆိုတဲ့စေတနာနဲ့ဒီအွန်လိုင်းပေါ်မှာဓမ္မနဲ့ပတ်သက်တာတွေကိုတင်ပြပေးရခြင်းဖြစ်ပါတယ် အားလုံးနားလည်ကြပါသည်နော်အားလုံးပဲမင်္ဂလာပါဒီကနေ့စာရေးအစဉ်ပြေဖို့ရန်အတွက်အင်ဂျီ80ကိုတအိမ်တောင်းလျှင်စံသုံးပြီးလှူဒန်းပေးပါတယ်အခုလိုလှူဒန်းပေးနိုင်တာဟာဦးစင်းရဲ့ပစ္စည်းနဲ့လှူဒန်းပေးနိုင်တာမဟုတ်ပါဘူးတိုင်းဘော်ကဒကာဒကာမတွေကဝိုင်းဝန်းပြီးလှူဒန်းပေးကြတဲ့အတွက် အခုလိုပြန်ပြီးတဆင့်လှူဒန်းပေးနိုင်ခြင်းဖြစ်ပါတယ်။ဤအလှူဟာဒကာဒကာမတို့ရဲ့အလှူတာဖြစ်ပါတယ်။ဓမ္မပဒပါဠိတော်မှာဇိကိစ္စာပရမရောဂဖိုက်စာရာဟာယောဂပဲလို့ဆိုပါတယ်။စာလောင်နေတဲ့သူကို စားစရာပေးလိုက်ခြင်းဟာယောဂကုသပေးလိုက်တာပါပဲ။ဤကဲ့သို့လူတိုင်းရသောကောင်းမှု ကုသိုလ်ကံစေတနာတို့ကြောင့် မိမိကြည်ပွားချမ်းသာသောအခါ၌မိမိထက်နိုင်ကြသူကိုဆွဲခေါ်နိုင်သူဖြစ်ပြီးမိမိရှုံးနိမ်သောအခါ၌သူတစ်ပါးကိုဒုက္ခမပေးရသောသူ ဖြစ်ပါစေ။ကိုဒုက္ခကိုသူတစ်ပါးအားပျော်ပြ၍အကူအညီတောင်းခံသောသူထက်သူတစ်ပါး၏ဆင်းရဲဒုက္ခကိုညှဝေကူညီပေးနိုင်သောသူဖြစ်ပါစေ။သူတစ်ပါးစီကအလကားရယူလိုသောစိတ်ထက် ကိုယ်စီကအလကားပေးလို့တော်သူဖြစ်ပါစေ။သူတစ်ပါးဤအပြစ်ကိုရှာကြံအပြစ်ပြောတတ်သောသူထက်သူတော်ကောင်းတို့ဤမြင့်မြတ်သောစိတ်ကိုအတူလိုက်ကပြုပြင်ပေးနိုင်တော်သူဖြစ်ပါစေ။ဂျေဇူးကံ၍အတိတရားကင်းမဲ့တော်သူဤအဖြစ်ထက်တိတိအတိတရားဖြင့်လောကအတွက်အသိမ်းချနိုင်တော်သူဖြစ်ပါစေ။သူတစ်ပါးအပြစ်ကိုမြင်သောအခါ၌အကန့်ကဲ့သို့ သူတပားအပြစ်ကိုပြောဖြစ်တော်မူအခါ၌အာအကဲ့သို့သူတပားကအကုသို့ဖြစ်စရာလာပြောသော အခါ၌ငါအပင်ကဲ့သို့ကျင့်နိုင်တော်သူ ဖြစ်ပါစေအစုံ၌ကိုအပြစ်ကိုသာရှာကြံ၍နိဗ္ဗာန်ရောက်အောင်ကျင့်ကြံနေထိုင်တတ်တော်သူ ဖြစ်ပါစေလို့ဆုတောင်းပထနာပြုလိုက်ပါれလူကတန်ခါတင်းခွဲလို့မရဘူးဟုအကောက်တစ်ခုက ပြောနေပါれဟုတ်ပါသလားဆရာတော်တဲ့ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဖြေကြပြောကြတဲ့အခါမှာမှားတာလည်းရှိမယ်မှန်တာလည်းရှိမယ်မှန်ပြီးမပြည့်စုံတာလည်းရှိမယ်ဘာကြောင့်လဲဆိုရင်အလုံးစုံကိုတည်တော်မူတဲ့တပည့်ညို့ဖရာမဟုတ်လို့ပါအလုံးစုံကိုတည်တော်မူတဲ့တပည့်ညို့ဖရာသာလျှင်မှန်ကန်ပြီးကုံစင်အောင်ဖြေဆိုနိုင်ပါလိမ့်မယ်ဦးစင်တို့ကိုယ်တိုင်လည်းအမှားမကင်းပါဘူးเนาะအမှားမကင်းကြတော့လည်းပဲဘာသာရေးနဲ့ပတ်သက်ပြီးဖြေကြပြောကြတဲ့အခါမှာဖရာဟောပိတကတ်ကိုကိုးကားပြီးဖြေကြပြောကြမယ်ဆိုရင် တရာမှာ90လောက်ကမှန်ပြီး10လောက်ပဲမှားနိုင်ပါတယ်။ဘာကြောင့်10လောက်ကမှားနိုင်သေးတာလဲဆိုရင်ဖရာဟောပိတကတ်ကတော့မှန်ပြီးသားပါ။ဖရာဟောပိတကတ်ကိုအယူအဆလွဲသွားလို့ပဲဖြစ်ပါတယ်။လူကတန်ခါကိုနှစ်ပတ်ခါဖြစ်အောင်မလုပ်နိုင်တဲ့အတွက်လူကတန်ခါသိမ်းခွဲလို့မရဘူးဆိုတာမှန်ပါတယ်။သို့တော့ဆက်ပြောရမှာကြံခဲ့ပါသေးတယ်။အဲ့ဒီကြံခဲ့တဲ့အရာကိုအချင်းချုပ်ယူပြီးတော့ပြောပြပါမယ်နော်။နာခောဥပါလိဘိက္ခုနီတန်ခံပိန်တတိ အပိစဗေဒာယပရကမတိနသိက္ခမနာတံဃံပိန္တတိနသာမဏေရောတံဃံပိန္တတိနသာမဏေရိတံဃံပိန္တတိနဥပါတကောတံဃံပိန္တတိနဥပါတိကတံဃံပိန္တတိအပိစဗေဒာယပရကမတိဘိက္ခုနီသိက္ခမံသာမဏေသာမဏေမလူဥပါတကလူဥပါတိကမတို့ဟာတံဃာတင်းခွဲတဲ့ကံကိုမလုပ်နိုင်ဘူးသို့တော့ တင်းကွဲအောင်တော့အားထုတ်နိုင်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်နားလည်အောင်ပြောရမယ်ဆိုရင်ဥပုပ်ကံစတာတွေဟာလူစသူတို့နဲ့မသက်ဆိုင်တဲ့အတွက်တန်ခါတင်းခွဲတဲ့ကံကိုလူကတရိုက်လုံးလို့မရတော့လေပဲတင်းကွဲအောင်တော့အားထုတ်နိုင်တဲ့သူတွေဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်အဲ့ဒါလေးကြံခဲ့တဲ့အတွက်ကြောင့်အဖြေကမှန်တော်လေပဲမှားတယ်လို့ဖြစ်သွားတာပါနော်ဒါကြောင့် လူတွေဟာတန်ကာတင်ခွဲလို့မရဘူးဆိုတာမှန်ပါတယ်။သို့တော့တရိုက်တင်ခွဲလို့မရတာပါ။ပွဲဝိုက်တော့နီးနေတော့အားထုတ်နိုင်တဲ့သူတွေဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာတပည့်တော်မှဝတ်အကြောင်းမသိလို့ပါဖရာတဲ့။ဝတ်ဆိုတာကဝတ္တဆိုတဲ့ပါဠိကလာတာပါ။အစင်မပြက်အဆက်မပြက်အထက်ထက်လဲပတ်နေတဲ့ယုတ်တရားနန္တရားအလုံးကိုဝတ်လို့ခေါ်တာပါ။အဲ့ဓာတွေကိုပဲ ဝတ်လိုက်တယ်ဝတ်လေတယ်ဆိုပြီးပြောဆိုနေကြခြင်းဖြစ်ပါတယ်။နားရှင်းအောင်ပြောရမယ်ဆိုရင်တော့အကြောင်းအကျိုးလဲပတ်နေတာကိုပဲဝတ်လို့ပြောတာပါ။ကုသိုလ်ကံအကုသိုလ်ကံကိုပြုတော့ကမ္မဝတ်ဖြစ်တယ်။အဲ့ဒီကမ္မဝတ်ကြောင့်အကောင်းအဆိုးဆိုတဲ့ဝိပါကဝတ်တွေဖြစ်တယ်။အဲ့ဒီအကောင်းအဆိုးပေါ်မှာလောဘဒေါသဆိုတဲ့ကိလေသာဝတ်တွေဖြစ်တယ်။အဲ့ဒီလဲပတ်နေတဲ့ဝတ်သုံးပါးကိုပဲဝတ်လို့ခေါ်ဆိုပြီးတော့ဝတ်လိုက်တယ်ဝတ်လေတယ်ဆိုပြီးသုံးနှုံးနေကြခြင်းဖြစ်ပါတယ်နော်။ အရှင်ဖေယယဟန်တန်ကာတွေမိဘကိုရှီခိုးလို့ရလားဖေယတဲ့ကြံခဲ့တဲ့၃ရက်လောက်တုန်းကနာမည်ကြီးဓမ္မကတိကတပါဟောတဲ့တရားကိုနားလိုက်ရပါတယ်ပုဂ္ဂိုလ်ကြီးထိခိုက်မှာဆိုလို့နာမည်တော့မပြောတော့ဘူးเนาะသူဟောတဲ့တရားထဲမှာ သူလဲမိဘကိုရှီခိုးကြောင်းယဟန်ဖြစ်တာကတပိုင်းမိဘကိုရှီခိုးတာကတပိုင်းယဟန်လဲမိဘကိုရှီခိုးတဲ့ကြောင်း ဟောသွားပါတယ် ဓမ္မကတိကတွေတရားဟောတဲ့နေရာမှာတတိထားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုရင်ဓမ္မကတိကမှားပြီဆိုရင်တရားနာပရိသတ်တွေလည်းမှားကြမှာဖြစ်တယ်။အဲ့ဒီလိုတရားနာပရိသတ်တွေအားလုံးမှားသွားပြီဆိုရင်ပြင်ဖို့ခက်တယ်နော်။ဒါကြောင့်မဂ္ဂဒေဝလင်္ကာမှာမန္လေဆရာတော်ဘုရားကဉာဏ်ရှိယောက်ျားမှားလက်သောအခါစေလွန်နာကိုဆရာနောက်ဆက်ကုရခတ်သူဖြည့်၍အမြဲပြင်နိုင်ခဲ့၏လို့ဆက်ဆိုခဲ့တယ် ဓမ္မကတိကဆိုတာညာရှိယောက်ျားပဲသူမှားပြီဆိုရင်အားလုံးမှားကြမှာဖြစ်တယ်။ဒါကြောင့်ဓမ္မကတိကတွေတရားဟောတဲ့နေရာမှာတတိထားဖို့လိုတယ်နော်။ပရိဝါပါဠိတော်မှာယဟန်တွေမရှိခိုးကောင်းတဲ့အဝန္ဒီယပုဂ္ဂိုလ်25ယောက်ဆိုတာဖော်ပြထားတာရှိတယ်။အဲ့ဒီပုဂ္ဂိုလ်25ယောက်ကိုဥစဉ်အရင်ကတင်ပူးပါတယ်နော်။အခုဒီမှာတော့အကုန်မပြောတော့ဘူး။အဲ့ဒီထက်ကတစ်ခုကိုပဲပြောမယ်။အဲ့ဒီ25ယောက်ထဲမှာ အနုပတံပံသောယဟန်မဟုတ်သူ ဟုသည်များလို့ပါတယ်နော်ယဟန်ဟာယဟန်မဟုတ်သူဟုသည်များကို မရှိခိုးကောင်းဘူးယဟန်အချင်းချင်းပဲရှိခိုးကောင်းတယ်ယဟန်အချင်းချင်းတောင်မှကိုယ့်ထက်ဝါကြီးတဲ့သူကိုသာရှိခိုးကောင်းတယ်နော်အဲ့ဒီလိုအနုပတံပံသောယဟန်မဟုတ်သူဟုသည်များလို့ဆိုထားတဲ့အတွက်မိဘတွေဟာလူ့အကြောင်းတွေဖြစ်တာကြောင့်ယဟန်မဟုတ်တဲ့အတွက်မိဘတွေကိုယဟန်တွေမရှိခိုးကောင်းဘူးနော်အရှင်ဖေယသာသနာပွဲတင်ခြင်းပါတယ်ဖေယ ဘာတွေလိုအပ်ပြီးဘာတွေဆောင်ရွက်ရပါမလဲဖရာတဲ့သာသနာပွဲဆိုတာက အုံဒီငပြောသီးတွေနဲ့လှုပ်ထားတဲ့ပွဲကိုပြောတာပါနော်ဘာအတွက်သာသနာပွဲတင်တာလဲလို့မေးလိုက်ရင်ဘုရားဘာသာဝင်တော်တော်များများက သာသနာကိုပူဇော်တဲ့အနေနဲ့တင်တာပါလို့ဖြေကြပါတယ်ရည်ရွယ်ချက်ကောင်းပေမဲ့လှုပ်ဆောင်ချက်ကမှားယွင်းနေပါတယ်နော်သာသနာဆိုတာဟာပါဠိစကားဖြစ်ပါတယ် မြန်မာလိုပြန်ရင် အဆုံးအမလိုအဓိပ္ပာယ်ရပါတယ်။ဘသူရဲ့အဆုံးအမကို ပြောတာလဲဆိုရင်မြတ်စွာဘုရားရှင်ရဲ့အဆုံးအမကိုပြောတာဖြစ်ပါတယ်။သာသနာကိုတကယ်ပူဇော်ခြင်းတည်းဆိုရင်ဘုရားရှင်ရဲ့အဆုံးအမတိုင်းကြင့်ကြံနေထိုင်ရမှာ ဖြစ်ပါတယ်။ဘုရားရှင်ကိုတော်တိုင်ကလည်းပဲငါဘုရားကိုပစ္စည်းဝိထုတွေနဲ့ပူဇော်တာထက်ငါဘုရားဟောကြားတဲ့တရားဓမ္မတွေကိုကြင့်ကြံနေထိုင်ပြီးပူဇော်ခြင်းကို ငါဖုရားကပို၍နှစ်သက်တယ်လို့ဟောကြားတော်မူထားပါတယ်။ဒါကြောင့်တကယ်သာသနာကို ပူဇော်ခြင်းပဲဆိုရင်ဖုရားရှင်ရဲ့အဆုံးအမတိုင်းကြင့်ကြံနေထိုင်ရမှာဖြစ်ပါတယ်။ပုံဒီငပြောသီးတွေဆိုတာဟာယာဝကာလီကခဲဘွဲထဲမှာပါဝင်တာဖြစ်တဲ့အတွက်ဝန်လဲသွားပြီဆိုရင်ဖုရားနဲ့မအဆက်တော့ပါဘူး။ဖုရားနဲ့မအဆက်တဲ့အရာကိုပူဇော်ခြင်းဟာတကယ်ပူဇော်ရအစ်စ်မဟုတ်ပါဘူး။ မဟာကန္တာယုံဆရာတော်ကြီးကိုတော်တိုင်ကလည်းပဲအုံဒီငပြောသည်ဆိုတဲ့ပွဲတွေဟာနပွဲတွေကနေပြီးပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ထေရဝါဒဗုဒ္ဓဘာသာနဲ့မသက်ဆိုင်တာကြောင့်သာသနာပွဲလုပ်ပြီးပူဇော်တရားမလိုဘူးလို့ဟောကြားတော်မူထားပါတယ်။ဒါကြောင့်တကယ်သာသနာကိုပူဇော်ခြင်းတည်းဆိုရင်အုံဒီငပြောသည်တွေလုပ်ပြီးပူဇော်ခြင်းမလုပ်ပါနဲ့။ဖះရှင်အစုံးမတိုင်းကြင့်ကြံနေထိုင်ပြီးပူဇော်ပါလို့ပြောခြင်းပါတယ်။